ဒီကချမ်းနေဒါပုံမှန်အချိန်နဲ့ခါတော့တာသူသာထိုးတယ်ကိစ္စမရှိဘူးဘာမျိုးဖိတ်ထားတာအော်သူ့ဘက်ကဓာတ်တော်လာတဲ့ဒီမှာဖိတ်ထားပြရတော့တာနော်ပြီးတော့မှဓာတ်ကိုင်လက်ကိုဒါမျိုးကိုင်လိုက်တယ်အကျိုးရှိတယ်ဒီအကျိုးနေရာကိုဆွဲမြောက်လိုက်တယ်ဖြစ်သားသူ့တကယ်လို့နီးတယ်ဆိုရင်ဒီမှာစိုက်ချအောင်ဝေးတယ်ဆိုရင်နော်နံပါတ်2တိတ်ဖို့ပဲဖမ်းလိုက်ဒီကောင်ဖမ်းလိုက်ဖမ်းလိုက်မှဒီကောင်ကာထားတယ်ဒီမှာဓာတ်မလောက်အောင်ပြီးတော့မှဒီအကျိုးနေရာနော်ဒီလက်မှတ်နေရာဆွဲမြောက်လိုက်တယ်ပြီးတော့နီးတယ်ဆိုရင်စိုက်ချလိုက် တုတ်သွားတယ်ဖြက်ပြီးတော့ပြင်နေတာသူเนาะနံပါတ်3တော့ပိတ်တယ်ဟောပိတ်တိုင်းမှာသူအားကြုံသွားရင်သူကျိုးသွားမှာလက်ကိုဖမ်းတယ်ပြီးတော့ခြေပြောင်းလိုက်တယ်ခြေအပြောင်းထားအခုအကြံနဲ့ပြောတော့တော့နံပါတ်3နံပါတ်4တောက်ဖက်ညာချုံပိတ်လိုက်တယ်ဟောတန်းကူးလိုက်ပြီးတော့ရစ်လိုက်ပြီးတဲ့အချိန်မှာအကယ်လက်ကဖမ်းရင်တည်းအဲ့တော့နီးတယ်ဆိုရင်ဇက်ဆိုတာကိုလိုက်အောင်စုပ်သွားတယ်ခြေတက်ပြီးတော့လေးလာအောင်လုပ်မယ် နော်အမငါးတာငါးတာကြောင့်ဒီကောင်ဒါမျိုးတရောင်နဲ့ဒီလိုမျိုးတားလိုက်တာနော်တရောင်နဲ့တားရင်တားလက်ပြန်နဲ့တားရင်တားဒီကအဓိကကို့ကိုတားမချော်ပါဘူးမကြည့်ဖိုင်းရင်ဒီမှာဖိုင်းလိုက်တယ်ငါးတော့အမြောက်ဓာတ်ကအကြောင်းဒီရင်ဓာတ်တို့သာဆွဲထုတ်တယ်တကယ်လို့ तू ကဆုတ်သွားတယ်ဆိုရင်ခြေတက်ပြီးတော့ဒါထိုးရုံမလိုက်တော့ဆိုစောင့်ဆွဲပြီးတော့ထိုးလိုက်ရတယ်နော်ဒီမျိုးထိုးလိုက်ရရဲ့ဘက်ကို